ားလုံးမင်္ဂလာပါမယ်ညူ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့ Manchester United ရဲ့အသင်းကလာမည့် Super Sunday အစောပိုင်း6နာရီခွဲအဖြစ် Crystal Palace ရဲ့အင်ဂျင်မှာ Premier League ပွဲစဉ်73ကိုကစားဝေးရှိနေပါတယ်အသင်းအတွက်ကျွန်တော်တို့နောက်ဆုံးနိုင်ပွဲ3ပွဲဆက်ပျောက်ဆုံးနေဖို့နေတာတခုရယ် PK တဲ့ကျွန်တော် Everton နဲ့ပွဲစဉ်မှာဝမ်းစီနဲ့ချုံးခဲ့တယ်ဆိုတော့အဲ့လိုမျိုးနိုင်ဝေးပြောက်ဆုံးနေမှုအနေထားတွေမှာလက်ရှိကိုတင်ကအားနေနေတဲ့အဝေးကွင်းအတွက် Crystal Palace အင်ကွင်းမှာဘယ်လိုလုပ်ပြနိုင်မလဲကျွန်တော်အတင်က အဲ့ဒီပွဲစီမှာဒန်ရဲကစားသမားတွေအများစုချိနေတဲ့အတွက်ဘသူတွေကိုပွဲထုတ်လာဖို့ရှိမလဲဆိုတာဒီနှစ်သင်းကြမှာကွာရှောင်းမှုအခြေအနေတွေကိုကျွန်တော်တို့ပွဲကြုံသူသိချက်အနေနဲ့ဆွေးနွေးတော့ပါမယ်။အားလုံးပဲမင်္ဂလာပါစာသမားတွေမင်္ဂလာပါ။ဆိုတော့ညီကိုတို့မြင်တဲ့အတိုင်းပါပဲလူကအမနေ့ကလေးတအားဖျားတယ်။ညာဘက်မှာကျွန်တော်တို့ဆေးတွေပါတယ်တောက်ဆေးတွေပါတယ်ထို့အခုလဲအဖျားကတိတ်မကြသေးဘူး။ခြေဆေးလက်စစ်တွေတအားနာပြီးတော့တုတ်ကွေးတွေပါတယ်မြောက်ဝင်နေသလားမသိဘူး။ဆိုတော့ ဒီလိုမျိုးနေမကောင်းကြတဲ့ကနေပေါ့ဗျာညီကိုတို့အတဲနိုင်ဆုံးသိစေချင်လို့အတင်းနဲ့ပတ်သက်ပြီးတော့တည်င်းတွေကိုကျွန်တော်ဘက်ကတော့ရှော့ကိုဗီဒီယိုလေးတင်ပေးနေတာရှိပါတယ်ညီကိုတို့ထည့်ပြီးတော့ပူပေါင်းကြပါထည့်ပြီးတော့အားပေးကြဖို့လို့ကျွန်တော်အနေနဲ့တိုက်ပွဲလိုပါတယ်ပြီးလို့ချင်းညီကိုတို့အနေနဲ့ကလည်းကျမ်းမရေးကိုအထူးကူယူဆကြပါရာဒီအကူပြောင်းကာလဖြစ်တဲ့အတွက်ဒုက္ခရောငယ်ဖြားတို့ပြီးလို့ချင်းအေးမီနာစီနှာမွေ့ ကျွန်တော်ဖြစ်နေတယ်လို့ပေါ့ဗျာကျမ်းမယုတ်ကိုထူကူယူပေးစိုက်ကြပါဆောကျွန်တော်တို့ခရစ်စတီပေးလေးဘက်ကိုကြည့်ရလို့ချင်းလက်ရှိသူတို့အသင့်နေနေပေါ့ဗျာဒီယာဒီမှာရလည်းပဲဆွမ်းဆောင်ရင်တကယ်ကောင်းတဲ့ပုံစံကျွန်တော်တို့ပြထားတယ်လို့ဆိုလို့ရတယ်သူတို့ဘက်ကစနဘွေကစားပေးချင်မှဆိုရင်ငါးဘွေနိုင်ငါးဘွေတည်းနှစ်ဘွေသာသူတို့ရှုံးတာပြီးတော့ရမယ်ကျွန်တော်တို့20နဲ့အဆင့်9မှာရတည်နေတယ်ကိုအတင်းနဲ့ကျွန်တော်တို့နှစ်မဲကော်တဲ့ပုံစံမှာပေါ့ဗျာ United အတင်းကဧဘယ်ကိုရှုံးခဲ့လို့အစင်ကားကိုတန်လဲဖို့အစင်လေးကိုတန်လဲဖို့အချိန်ကနေလွေးကျော်ခဲ့တယ် တကယ်ကိုစုပ်ပြတ်တဲ့တဲ့ကိုရဲ့ outro ကိုရှုံးပွေလို့ပြောလို့ရတယ်ဆိုတော့ဒီနှစ်သင်းထိတ်တိတ်တွေးခဲ့တဲ့ကျွန်တော်၅ပွဲကိုကြည့်ရလို့ရှိပါဗျာ United အသင်းကတပွဲပဲနိုင်ထားတယ်တပွဲတည်နဲ့ Christy Pele ကို၃ပွဲထိကျွန်တော်အသင်းဘက်ကရှုံးထားပါတယ်ဒါကကိုအသင်းအတွက်ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး Emery လက်ထက်မှာလည်းကျွန်တော်ရှုံးတယ်အဲ့ဒီမတိုင်ခင်တန်လက်ထက်မှာလည်းကျွန်တော်ရှုံးခဲ့တယ်ဆိုတော့ဘလိုမှအချင်းတွေကကောင်းတဲ့အထက်မှာမပါဘူးအနှုတ်လက္ခဏာကိုစောင့်နေတဲ့ပုံစံပဲကျွန်တော်ရှိနေပါတယ် ဆိုတော့သူတို့အသင်ဘက်ကပေါ့ဗျာဆင်းပွေးကစားပြီးရှင်မဆိုရင်အင်ကွင်းရှောက်ပွေးကစားရပါတယ်နှစ်ပွေးနိုင်လေးပွေးတည်နေသူတို့ဘက်ကရှုံးပွေးလုံးဝမရှိသေးဘူးတိုက်စစ်က၈ကိုရပြီးတော့ခင်စစ်က၅ကိုသာသူတို့ပေးထားပါတယ်အင်ကွင်းရမက်ကဆင်မက်ပေါ့ဗျာဒါကကောင်းတဲ့အနေထားလို့ကျွန်တော်ပြောလို့ရတယ်အဝေးကွင်းသူတို့တဲ့၆ပွေးကစားပြီးရှင်မဆိုရင်၃ပွေးနိုင်၁ပွေးတည်နှစ်ပွေးရှုံးပြီးတော့တိုက်စစ်က၈ကိုရထားတယ်ခင်စစ်ကကျွန်တော်၄ကိုပဲပေးထားတယ်အဝေးကွင်းရမက်ကဆင်မက်ပေါ့ဗျာဆိုတော့အင်ကွင်းအဝေးကွင်းအခြေအနေကတိတ်ပြီးတော့ဆိုးဝါးတဲ့ပုံစံမှာမချီတဲ့အတွက် သူတို့အတွက်ဒီအနေထားကကောင်းမွန်တဲ့ပုံစံလေးကျွန်တော်ပြောလို့ရပါတယ်။စုစုပေါင်းသူတို့အတင်ဘက်ကတိုက်စစ်ကိုကြားလို့ရှိ16ကိုရပြီးတော့ခင်စစ်ပိုင်းကသူတို့ကိုကိုတော့ခွင့်ပြု ပေးထားကြရတယ်။နောက်ဆုံး9ပွဲမှာဆိုရင်လည်းပဲ3ပွဲနိုင်2ပွဲတင်နဲ့2ပွဲရှုံးတာတဲ့ရာလဲတခုသူတို့ထွက်ပေါ်နေတယ်။ဆိုတော့သူတို့12ပွဲကစားပြီးရှင်မှာဒီရာလဲတခုကတကယ့်ကိုခရစ်စတီပေးလေးအတွက်ထိုက်တန်တဲ့ရာလဲတခုလို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့လက်ရှိသူတို့ပြထားခဲ့တဲ့အင်ဂွေ့ဆွဲဆောင်ရဲ့ပြီးလို့ရှိတိုက်စစ်ပိုင်းကရာတဲ့ဂိုးတွေက ကျွန်တော်တို့အသင်းအတွက်အများကြီးကြော်ပါတယ်ယူနိုက်တက်အသင်းကပေးရတဲ့ခင်စိတ်တွေကလည်းတော်တော်များရှိတဲ့အတွက်ခရစ်စတီပေးလေးကသူတို့ရင်အင်ဝဲမှာမက်ရှစ်စာကိုနိုက်တက်အသင်းကိုအသာစီးရောက်ယူကစားနိုင်ပြီလို့ကျွန်တော်ကတော့ယုံကြည်မိတယ်ဒါကိုအသင်းကိုမယုံကြည်လို့ပြောတာမဟုတ်ပါဘူးဒီလိုမျိုးကျွန်တော်တို့အသင်းကရလက်တဲ့စိုးပေါ်နေမှုပြီးလို့ချင်းအင်ဝဲအဝေးကွင်းမှာပေးခဲ့တဲ့ကျွန်တော်တို့ဒီနိုင်ပွဲအနေထားရရှိခဲ့တယ်ဆိုပေမဲ့လို့နောက်တဲ့၃ဝင်းမှာတရင်နဲ့အရှုံးပွဲတွေကိုကျွန်တော်တို့ကြုံထားရတယ်ဒါကြောင့်ကိုအသင်းက ဒီနေ့ပွဲစဉ်ခက်ခဲမှုတွေရှိနေတာပေါ့ဗျာဆိုတော့ခရစ်တင်ပေးလေးကပေါ့ဗျာယူနိုက်တက်နဲ့ကစားပြီးပြီဆိုရင်အာဂျာတာပရင်နဲ့ကျွန်တော်ဒီစပယ်လေးရက်နိုင်မှာဆိုရင်ဘယ်လိုကိုအဝေးကွေသူတို့တင်နေရင်ဆက်ကစားဖို့ရှိတယ်ဒီစပယ်9ရက်နေ့တနင်္ဂနွေနေ့17နိုင်မှာဆိုရင်ဖွယ်ကိုအဝေးကွေရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီစပယ်10ရက်နေ့တောက်ကြံနေပေါ့ဗျာ2နိုင်ခွဲမှာဆိုရင်သူတို့တင်နေတဲ့ conference လေးပွဲစဉ်ကိုကစားဖို့ရှိနေပါတယ်ဒါကြောင့်ခရစ်တင်ပေးလေးအနေနဲ့ကလည်းဒီနေ့ပွဲစဉ်မှာသူတို့က လူထုတ်ပုံနဲ့အပြိုးဝကိုအသုံးချလာလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်မိတယ်သူတို့မှဆိုရင်ခင်စစ်ပြဿနာအဲ့လောက်ထိမရှိပါဘူးကွင်းလင်ကလည်းဖယ်တီးမှုကောင်းတယ်လို့တစ်ဖက်ပြိုင်ဖက်အသေးနဲ့ရှိမိဆိုရင်လုံးဝမမတနေကစားနိုင်တဲ့ပလယာတွေရှိတယ်တိုက်စီဘိုင်းမှဆိုရင်လည်းပဲဂိုးတင်တွေချစေတဲ့ကစားသမားတွေရှိတဲ့အတွက်ကျွန်တော်တို့အသင်ဘက်ကဒါတွေကိုဘလို့ရင်ဆိုင်မလို့ဆိုတာစောင့်ကြည့်အောင်ပါဗျာဆိုတော့ဒါက creative play အနေထားတွေပေါ့ဗျာ united အသင်ဘက်ကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ဘလို့အချင်းချင်းချင်းမလို့ဆိုတာ နေနေစားလိုက်မစားဘူးလေစေတော့ရအောင်စားရပါဦးအရသာတွေကဘလူးပါမရှိဘူးလူကနေဖျားနေတဲ့အတွက်ဘလူးပါရှင်နေမကောင်းဘူး ة, 是的，是的，去哪里嘛？都，哎，哎，慢点。 ဆိုတော့ဆာသမားတို့ရဲ့ Manchester United အသင်းဘက်ကိုကြည့်ရလို့ကြည့်ပေါ့ဗျာ United အသင်းက7ပွဲကစားထားပါတယ်9ပွဲနိုင်3ပွဲတည်နဲ့4ပွဲဒီကျွန်တော်ရှုံးတာပြီးတော့ရမဲစစ်ချင်းမနဲ့အဆစ်တစ်စီမှာရက်တည်နေတယ်ကျွန်တော်ဒီမတိုက်ခင်မှာဆိုရင်ဟိုအသင်းက19 night tight ပွဲတွေကိုအနိုင်ဖက်ကိုဦးတည်ပြီးတော့မတွန်းနိုင်ဘူးအခုဆိုရင် Christie Payne နဲ့ကျွန်တော်နှမဲကော်တယ် PKD ကိုရေး Ultra ပေါ်မှာ Everett ကို9 kill လို့ရှိရင်တော့အစင်လေးအစင်ကားကို talent တော့ရှိတယ်ဒါပေမဲ့လို့ရာဒီအခွင့်အရေးကိုအသေးဘက်က အသုံးမချနိုင်ဘူးဖြစ်တဲ့အတွက်မလွေကူခဲ့ပါဘူးအအသင်းတွေကြားထဲမှာပေါ့ဗျာအမှတ်တွေကအဲ့လိုတွေမကော်ဘူးတိုးတော်ညာလည်းပဲအစင်စရာရက်တည်မှုမှာတော့ကိုတွေကအစင်တစင်အဲ့ဒီအစင်တစင်ကနေဆလေးစင်ကရောင်လေတွေနဲ့ဖြစ်တဲ့နေရတယ်ဆိုတော့ကျွန်တော်အသင်းနေတယ်ပေါ့ဗျာစနေပွဲမှာအိမ်ကွင်းအဝေးကွင်း6ပွဲစီကစားထားပါတယ်အိမ်ကွင်းမှာဆိုရင်ကျွန်တော်4ပွဲနိုင်တည်ရပွဲမရှိဘူး2ပွဲကျွန်တော်ရှုံးတာပြီးတော့တိုက်စစ်က7ကိုရတယ်ခင်စစ်က9ကိုကျွန်တော်ပေးထားရပါတယ် အိမ်ကွင်းရမက်ကစနမရတာဒီဆိုတော့ခရစ်တီပီလေးအနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာလုံးဝရှုံးမရှိသေးဘူးသူတို့ကတိုက်စစ်ဘက်မှာဆိုခြေကိုရပြီးတော့ခင်စဲက၅ကိုပြပေးထားတယ်ကိုတွေက၁၀ကိုရပြီးတော့၇ကိုပေးထားတယ်ပြီးလို့ရှိသူတို့အတင်းကရမက်စင်မဲ့ကျော်တို့အတင်းကစနမဲ့ဆိုတော့အိမ်ကွင်းမှာတော့ကျွန်တော်အားသာချက်ကောင်းနေဆိုပေမဲ့လို့အဝေးကွင်းအနေထားမှာဆိုရင်ကျွန်တော်တင်ကရှောက်ပွဲကစားရတဲ့တပွေးနိုင်၃ပွေးတည်နေနှစ်ပွေးရှုံးတာတဲ့အိမ်ကွင်းရှုံးပွဲနဲ့အဝေးကွင်းရှုံးပွဲကတူညီနေသလို ရာရီကိုက၈ကိုရပြီးတော့ခင်စစ်က၁၂ကိုတောင်ပေးထားတယ်။သူတို့အတင်ဘက်ကပေါ့ဗျာအဝေးကွင်းခင်စစ်ပြဿနာပါဆိုရင်၄ကိုပဲပေးထားတယ်။ဆိုတော့ကျွန်တော်တို့အတင်က၆ပဲပေါ့ဗျာ။ဒါကိုကြည့်ရလို့ချင်းအဝေးကွင်းဆန်းဆောင်ရင်တကယ်ကိုအားနေနေတဲ့မက်ချင်စာအောင်တဲ့အတင်အတွက်ခရစ်တီပေးလေးရဲ့အိမ်ကွင်းမှာဘလို့မှရလဲကောင်းဖို့ဆိုတာတော့လေကူတဲ့အနေထားမှာရှိမနေပါဘူး။ကြံကောင်းလို့ကျွန်တော်တို့ရောင်းဝဝနဲ့ခရစ်တီပေးလေးကို ဟိုဝဲစီနဲ့ဖြစ်ဖြစ်2ဝဲနဲ့ဖြစ်ဖြစ်နိုင်ခဲ့လို့ရှိရင်တော့တိုက်တာတစ်ခုဒီကျွန်တော်ကတက်တန်အရမှာပေါ့ဗျာဒါမှမဟုတ်လက်ရှိခရစ်တင်ပေးလေးဆဲဆောင်ရေကိုကြည့်လေလို့ချင်းကိုရီတင်းတဲ့အများကြီးတာပါတယ်ဆိုတော့သူတို့အသင်ဘက်ကပေါ့ဗျာတိုက်စစ်ဘက်မှာဆို16ကိုရတယ်ကျွန်တော်တို့မန်ချက်စတာကိုနေတဲ့အသင်ကစုစုပေါင်းတိုက်စစ်က16ကိုရပြီးတော့ခန်စစ်က16ကိုအထိပေးထားရတယ်သူတို့ကခန်စစ်မှာဆိုရင်6ကိုပဲပေးထားရတယ်စုစုပေါင်းဒါသည်ခရစ်တင်ပေးလေးထဲဆိုင်မန်ချက်စတာကိုနေတဲ့အသင်က ခက်စစ်ပြဿနာဘလောက်တိရှိနေလဲဆိုတာအထင်းသားမြင်နေရတယ်။ကိုကြီး Ultra ပေါ်မှာပေါ့ဗျာ PKD Premier လဲဆင်းနေပွဲမှာဆိုရင်ကျွန်တော်တို့ဝမ်းစီနဲ့ရှုံးခဲ့တယ်။ဘလို့မှဖြစ်သိနေစရာအနေထားကျွန်တော်တို့မတွေ့ခဲ့ရပါဘူး။နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်လဲမန်ချက်စတာနဲ့တဲ့အသင်းက၂ပွဲနိုင်၁ပွဲတည်နဲ့တပွဲရှုံးနဲ့ရလဲတခုကိုပိုင်ဆိုင်ခဲ့တာပေါ့ဗျာ။နောက်ဆုံးပဲကျွန်တော်တို့၃ပွဲမှာတပွဲမှအနိုင်မရရှိတော့ပါဘူးတရေပွဲ၂ပွဲနဲ့ကျွန်တော်တို့ဒီကိုရီးယားအိုထရပ်ပေါ်မှာတပွဲရှုံးတော့ပါဗျာ ဆိုတော့ဒါဒီမက်ဆာဆာကိုလည်းအတင်းအတွက်ကို လာမင်းခရစ်တီပေးလေးအိမ်ခွေးမှာကစားမင်းအနေထားကဘလေကူကြောင့်ကျွန်တော်တို့ဒီတက်တက်ပြနေတယ်လို့ပြောလို့ရတာပေါ့ဗျာခရစ်တီပေးလေးကတကယ်ကိုဆွဲဆောင်ရေးကောင်းတယ်ဆိုတော့ယူနိုက်တက်ကပေါ့ဗျာဒီခရစ်တီပေးလေးနဲ့ကစားပြီးပြီဆိုရင်ဒီဇင်ဘာ9ရက်တောက်ကြနနာရီခွဲမှာဝက်ဆန်ကိုကိုရီအုတ်ထရပေါ်မှာကစားဖို့ချိန်နေပါတယ်ဒီဇင်ဘာကျွန်တော်တို့9ရက်အင်ကာနေ့နနာရီခွဲမှာထပ်ပြီးတော့ဟူဘိုင်တန်ကိုအဝေးခွင့်ရေးဆိုင်ရမှာဖြစ်ပါတယ် ဒီဇင်ဘာ16ရက်အင်္ဂါနေ့မှာတနာရီခွဲပေါ့ဗျာဘုံမောက်ကိုကိုရဲအင်ခွေးမှာကစားရမယ်ဆိုတော့လာမေးပွေးစဉ်တွေကအသင်းပရိသတ်တွေအရေးပြင်းမင်းပွေးစဉ်တွေဖြစ်တယ်လို့အသေးရလက်ကမကောင်းခဲ့ဘူးဆိုရင်အဖက်ဘက်ကကျွန်တော်လုံးဝကိုဒီအနေထားတွေကောက်ဝင်နေပုံစံချင်းမနေဘူးဘာဖြစ်လို့ဆိုတော့ကိုပရိသတ်တွေကကိုအသင်းရဲ့ပွေးစဉ်တွေကိုအရေးပြက်ခံပြီးတော့ဟုတ်တယ်မလားနေမကောင်းတဲ့ဂျာတွေကနောက်ပြီးတော့အလုပ်တွေပြက်ပြီးတော့ကြီးကြတာများပါတယ် ဒီလိုအနေထားတွေမှာကိုအတင်ကစွမ်းဆောင်ရည်ပြရင်တော့တမျိုးပေါ့ဗျာဒီလိုမှမဟုတ်ဘဲစွမ်းဆောင်ရည်ကလည်းမကောင်းဘူးခြေစံဘက်ကလည်းမကောင်းဘူးရလက်ကလည်းမကောင်းဘူးဆိုရင်ပရိသတ်တွေအတွက်တကယ်ကိုခံရခဲ့တဲ့အနေထားလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒါကမက်ချက်စတာယူနိုက်တက်အတင်းအခြေအနေနဲ့ခရစ်စတီပီလီအခြေအနေပေါ့ဗျာ ကိုတင်ကပြခဲ့တဲ့ကိုရီအော့ထရက်ပေါ်မှာအေဘဒဲကိုလက်ခံကစားခဲ့တဲ့ပွေးထွက်အခင်းကျင်းကိုကြားလို့ချင်းဂိုသမားနေရာမှာဆန်နီလဲမဲကိုတုံပြခဲ့တဲ့နောက်တဲ၃ရောက်မှာဆိုရင်လူရှော့ဒီလီနဲ့လီနီယိုတို့ကိုကျွန်တော်ပွေးထုတ်ခဲ့ပါတယ်။ကွင်းလီ၄ရောက်မှာဆိုပက်ထရစ်ဒူကိုဘရူနိုဖာနီနဲ့ကန်ဆီမီရိုနဲ့မာဇာရာဝီတို့ကိုကျွန်တော်အသုံးပြုထားခဲ့ပြီးတော့နေဘဒဲ၄ရောက်မှာကျွန်တော်ဘရိုင်ယန်အမ်ဘူမိုနဲ့အာမက်ဒီယာလို့ပေါ့ဗျာအထောက်မှာဆိုရင်ဂျူဆိုအာစီစကီကိုပွေးထုတ်ခဲ့တယ်။ဒါပေမဲ့လို့အဲ့ဒီပွေးစီမှာအာမက်ဒီယာလို့ကအစား ကိုသမားတယောက်ပဲကျွန်တော်တို့ဖေးထားလိုက်ဂျယ်နီကစားသမားဆေရောက်လုံးလုံးစုပ်ပြည့်တဲ့ပြီးတော့ရာလက်ဘလို့မှသူတို့ရဲ့ခြေဆိုင်ပိုင်ကောင်းနေတာကျွန်တော်မတွေ့ခဲ့ရဘူးအာမေနီယာလိုနဲ့ကျွန်တော်တို့ဘရိုင်ယန်အမ်မိုဒီညာဖက်အစွန်ဖြားကနေကျွန်တော်တို့တကီးကိုကောင်းနေအတွေးနှစ်ယောက်လို့ကျွန်တော်တို့ပြောလို့ရတယ်ခြေပွေးစီနေပေါ့တော်တော်ညာလဲအဗီဒန်နဲ့ပွေးစီမှာကျွန်တော်တို့စုပ်ပြည့်တဲ့ခဲ့တဲ့အနေထားတွေ့ခဲ့ရလို့ဒီကစားသမားနှစ်ယောက်ကိုအမ်မိုရယ်ကထည့်ပြီးတော့အဲ့ဒီညာဖက်အစွန်မှာ အသုံးပြုလာပါမလားဆိုတာစောင့်ကြည့်ရမှာပေါ့ဗျာဆိုတော့ကိုအစ်အနေနဲ့ပွေးထုတ်လူစင်းရခင်းချင်းမပလို့လာမျိုးဆိုတာတို့တစ်ချက်ကြည့်ရအောင်စာသမားတို့ တော့မက်ချက်စာကိုနည်းနည်းအသင်္ကားပါဗျာဒီနေ့ပွေးစီမှာဆိုရင်ကျွန်တော်အထင်ပြောလို့ချင်းဒီဂိုတမကစင်ဒီလမ်းပဲထည့်ပြီးတော့ပွေးထုတ်လာပြီလို့ယုံကြည်မိပါတယ်ဘာဖြစ်ဆိုတော့ဒီဂိုတမကဒါပီကရင်လပွေးတည်ကြတယ်အဲ့ဒီမတိုက်ခင်ကျွန်တော်တို့ထည့်မှပြီးတော့ရှုံးခဲ့တဲ့တပွင်းတပွင်းရှိတယ်ဆိုတော့အဲ့ဒီရှုံးခဲ့တဲ့ပွေးစီတွေမှာစင်ဒီလမ်းကသူ့အလုပ်ကိုသူလုပ်တယ်တကယ်စစ်အလုံးတွေဆိုရမလားပေးလေရတဲ့ဂိုးတွေကလည်းခန်းစစ်ပြက်တနာရင်ကွေးလင်ကမထိန်နိုင်တာရဲ့အကြောင်းဒီလိုမျိုးကျွန်တော် ဆုံးဖြတ်မှုတွေရှိခဲ့တဲ့အနေအထားတွေပေါ့အဂုတမဘက်ကတော့မားတဲ့အနေအထားတွေအခုတည်းကကျွန်တော်တို့မြင်မတွေ့ထားသေးဘူးဒါကြောင့်ဂုတမနေရာမှာဆန်နေလဲမဲ့ကျန်ပြီးတော့နောက်ထပ်ပွေးထုတ်လာမလို့ယုံကြည်မိပါတယ်နောက်တင်း၃ရောက်ကကျွန်တော်တို့စိတ်ဝင်စားစရာတော့ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့အေဘဒန်ရဲ့ပွေးစီမှာကျွန်တော်တို့လီဆယ်ဒိုမာတီနက်ကိုအရင်ကမှမြင်တွေ့ခဲ့ရတယ်သို့တော်လည်းပဲအမ်မိုရယ်က ဒီကစားသမားကိုကျွန်တော်တို့ပထမဘက်ရောဒုတိယဘက်ရောအသုံးမပြုခဲ့ဘူးဒါသည်ဒီနေ့ပွေးစဉ်အတွက်ခြံထားခဲ့တယ်လို့ကျွန်တော်ယူဆတယ်ဘဘလို့ဆိုတော့လီဆန်ဒိုမာတီနဲ့အနေနဲ့ဒယ်ပက်တနာနဲ့တို့အများကြီးနားခရရတဲ့အတွက်ဒီကစားသမောက်ကိုပရက်ရှာတယ်ပြီးလို့ချင်းရိတ်အများကြီးမယူချင်တဲ့အတွက်ဒီနေ့ပွေးစီအတွက်ကျွန်တော်တို့ချင်းချင်းပြောလို့ချင်းပွေးထုတ်လာဖို့အတွက်ခြံထားခဲ့တယ်လို့မြင်တယ်။ဒါကြောင့်နောက်တဲ၃ရောက်ကဒီ၃ရောက်ပေါ့ဗျာလီဆန်ဒိုမာတီနဲ့ရေးပြီးလို့ချင်းဒီလင်းနဲ့ လီနီယိုကိုအနာပေးပြီးတော့အဲ့ဒီလီနီယိုနေရာမှာမာဇာဝေပွေထုတ်လာပြီလို့ကျွန်တော်ကတော့ခင်မဲမိတယ်။ဘာဖြစ်လို့ဆိုတော့အမေရိကန်ကစားသမားတွေကိုနေရာအလှေပြောင်းတော့တယ်မလားကစားကွက်ပုံစံတွေက ပြောင်းလဲတယ်။သို့တော်လည်းပဲသူ့အနေနဲ့အာပွေအခင်းကြီးမှဆိုရင် နောက်တန်းကိုထုတ်နောက်တန်းကိုတွင်းအဲ့လိုမျိုးလုပ်တဲ့အတွက်ရာလေးတွေကျွန်တော်စိုးခဲ့တယ်။ဒါပေမဲ့လို့ဒီနေ့ပွေးစီမှာကျွန်တော်တို့နေရာတွေအလှေပြောင်းနေပြီလို့ချင်း အဲကစားဖို့နဲ့အလေးပြောင်းနေတဲ့အာကစားသမားတွေကိုပွေထုတ်လာပြီလို့ယူကြည်တယ်လီဆယ်ဒိုမာတီနက်ရဲ့ဒီလီနက်မာဇာရီပေါ့ဗျာတကယ်လို့လီဆယ်ဒိုမာတီနက်ပွေထုတ်လာပြီဆိုရင်ကွေးလီပေပေအချမ်းမှာတေးကြပါတယ်လူရှောကိုပြင်ပြီးတော့အဲ့ဒီအချမ်းမှာမြေလာရဖို့ရှိနေပါတယ်ပက်ထရစ်ဒူကိုရဲ့နေရာမှာပေါ့ဘာဖြစ်လို့လဲဆိုတော့လူရှောအနေနဲ့ညာခင်စည်းကစားသမားမဟုတ်ပါဘူးကွေးလီကျွန်တော်တို့ပေပေအချမ်းကပုံသေးပုံမဲ့ကစားနေကြပလီယာတယောက်ဖြစ်ပါတယ်ဆိုတော့ လူရှော့ကိုလည်းကျွန်တော်တို့နေရာပေးမယ်ပြီးခဲ့တဲ့ချေပွေးစီနေမှာဆိုပထရိတ်တူကိုကသူတို့မြေအေဗန်နဲ့ပွေးစီမှာရုပ်ပြစင်းမဖြစ်ခဲ့တဲ့အတွက်ဖိတ်တူကိုကိုအနာပေးပြီးတော့လူရှော့ရေးပြီးလို့ချင်းဘရိုနိုဖာနေတဲ့ကက်ဆီမီရိုနဲ့အာမက်ဒီယိုလိုကိုနံပါတ်10ရောကနေကွေးလင်ကြဖက်အချက်ကိုပြင်ပြီးတော့မြေတွေးလာရမယ်လို့ကျွန်တော်ကတော့ယူဆတယ်။ဒါပေမဲ့လို့အမိုရက်ကတော့ဒီကို download တော့ကိုလည်းထစ်သိအသုံးပြုကောက်ပြုလိုက်တဲ့သူတို့မို့လို့ရှိရင်ကျွန်တော်တို့မြင်ရှင်တဲ့ကွေးလင်ဖဲမှာ အာကုယူမိုင်းတို့လည်းဒီလိုဖြစ်ကောင်းဖြစ်နိုင်တယ်လို့နောက်တန်းကမာဇာရာဝီကိုကွေးလင်ညာဘက်အချက်ကိုပိုကစားမှုတွေဖြစ်ဖို့ကျွန်တော်ရှိနေတာပေါ့တိတိကျတော့ကျွန်တော်ပြောလို့မရသေးဘူးဒါပေမဲ့လို့အခုကွေးလင်လေးရောက်မှဒီလိုမျိုးပုံစံတော်ခင်းမယ်ဆိုရင်တနည်းမို့တနည်းရောတော့အခွင့်အရေးတွေပိုတာလိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်လူလျှော့အနေနဲ့ကလည်းအဲ့ဒီသူကွေးလင်ပေးဘက်အချက်ကနေပုံသေးကစားတဲ့အတွက်ကောင်းမွန်တဲ့အခြေအနေကျွန်တော်ဖယ်တိတာကျွန်တော်ရှိတယ်ဘရူနိုဖာနန်နဲ့တကောတော့ပေါ့ဗျာအဲ့ဒီကွေးလင်အထိုင်တွေကနေပဲ ကျွန်တော်တောက်လျှောက်ကိုပေးပို့မှုတွေဖယ်တီးမှုတွေလုပ်ရမယ့်ကစားသမားတွေပေါ့ဆိုတော့ဒါက queen နဲ့လေးယောက်ပေါ့အာကျွန်တော် never terror ကိုကြည်ရလို့ချင်းအမတီးရဲ့ကိုညာကိုညာရဲ့တရားချင်းကကျွန်တော်တိုးတက်မှုရှိတယ်အကောင်းမွန်မှုရှိတယ်ဒါပေမဲ့လို့ဒီကစားသမားကပထမပိုင်းမှာတော့ကျွန်တော်အနေနဲ့မြင်တွေ့ရဖို့မရှိပါဘူးတကယ်လို့အမတီးရဲ့ကိုညာမပါဝင်ဘူးဆိုရင်ပြေကြပါတယ်အဲ့ချစ်ပွေးစီမှာကျွန်တော်ဒီအယန်နီယာကဒုတိယပိုင်းမှာဝင်လာခဲ့တဲ့မေဆယ်မောင်က ပထမအဦးဆုံးလေးစင်ကပနီမှာပါဝင်လာမျိုးကျွန်တော်ယူဆတယ်နေပတရိုမှာပေါ့ဗျာတကယ်လို့မေဆန်မောက်ပါဝင်လာပြီဆိုရင်ကျွန်တော်ညာဖက်အချင်းမှာဆိုရင်ဘရိုင်ယန်အမ်မူမူပေါ့ဗျာအမ်မူမူကိုနေပတရိုဘေဘအချင်းမှာမကစားခိုင်းပါနဲ့သူ့နေရာနဲ့သူအဲဝင်ငင်ကြဖြစ်နေတဲ့ပလေယာတွေကိုသူ့နေရာသူမှာပဲအဆင်ပြေပါတယ်သူ့နေရာကိုပဲမင်းကစားခိုင်းပါအဲမူရဲဆိုတော့ဒါနေပတရိုရဲ့အထောင်ပံ့ပေါ့ဗျာကျွန်တော်ဒီအင်ပတန်နဲ့ပွေးစီမှာအုံပြုခဲ့တဲ့အဲဂျီဆိုဂျီဂီပေါ့ အဲဘက်ဂျမိုဆေဆူကိုကလည်း injury ပြဿနာဖြစ်ထားတဲ့အတွက်မေတ္တရဲ့ကိုညာကလည်းပါဝင်လာမှုမရှိဘူးဒါကြောင့်ဒီကစားသမားတယောက်ပဲကျွန်တော်တို့ဒီအထောင်နေရာမှာရှိတယ်အဲ့ဒီ evidence နဲ့ပွဲစဉ်မှာစကီစီကအပိုင်ခွေးရင်းတွေခေါင်းတိုင်မှုတွေရတယ်ဒါပေမဲ့လို့သူ့အနေနဲ့လုံးဝကိုအဖြစ်ကိုမပြောင်းလဲနိုင်ခဲ့တာကတော့ကျွန်တော်တို့အသေးအတွက်ကိုနေတဲ့ဆရာဖြစ်ခဲ့တာပေါ့ဗျာစရစာသမားတွေဒါကမက်ရှစာကိုနေတဲ့အစ်နေနဲ့ခရစ်စတီပေးလေးအင်ကွင်းမှာကစားမယ်ပွဲထွက်လူစီစစ်တယောက်ပေါ့ဒီကစားသမားတွေအထင်မှဆို ဘသူတွေကပါဝင်လာလို့ရှိမလဲမတိရဲ့ကိုညာကဒရာကနေတက်တာပြီးတော့ဒုတိယပိုင်းမှာသူတို့မလို့ကြီးပထမပိုင်းမှာအဲ့ဒီနံပါတ်10ရုံးဒါမှမဟုတ်လို့ရှိကျွန်တော်အထောင်မှာမြင်တွေ့ရလို့ရှိမလဲဆိုတာဆွေးနွေးပေးကြပါအောင်ကိုအတင်ကဒါတွေကိုကြည့်ရလို့ရှိခရစ်တီပေးလေးကိုတော်ရုပ်ကစားမင်းသူတို့ရဲ့အိမ်ခွင့်မှာကဒီပွေးဒီလောကမလွေကူပါဘူးတကယ်လို့ကျွန်တော်တင်ကအနိုင်ရလဲတခုကိုဖော်ဆောင်နိုင်မှာဆိုအတိုက်တာတခုဒီအစင်တခုတဲဖို့ရှိနေတယ်ရှုံးခင်းမယ်ဆိုရင်ကျွန်တော်အတင်းအတွက်ကတော့ အောက်ဆုံးကိုထည့်မှတ်ပြီးတော့ရောက်ဖို့ရှိနေတယ်။ဘာကြောင့်လဲဆိုကျွန်တော်တို့အောက်ကအသင့်နေတယ်လေ LOT အမဲမကော်ဘူး။အပေါ်ကအသင့်နေတယ်လေကျွန်တော်တို့ဒီအာအဆင့်၄အဆင့်၃အဲ့လိုမျိုးအသင့်နေနေဆိုရင်အာနံပါတ်၃ပဲလောက်ပဲကော်တယ်။ကိုတင်ကဒီရတီမာလေးပဲအဝေးကွင်းအားနေနေတဲ့အင်္ဂလိပ်ဆက်ဆောင်ရေးကောင်းတယ်။ဒီလိုမျိုးအနေထားတွေမှာဆိုရင်ခရစ်တီပေးလေးကိုသူတို့ရဲ့အင်္ဂလိပ်မှာယူနိုက်တက်အမ်မော်ရယ်ကဘယ်လောက်ထိအလုပ်ပြနိုင်မလဲဆိုတာပဲကျွန်တော်တို့အဲ့ဒီပွဲစီမှာစောင့်ကြည့်ရမှာပေါ့ဗျာ။ ဆိုတော့ညီကိုတို့အနေနဲ့ကောပဲလေးပါလွယ်လွယ်ဆိုအာမနာစနဲ့ဝင်ရောက်ဆွေးနွေးပေးကြပါဦးအဲ့ဒီပွေးစဉ်ပြီးလို့ချင်းလေကျွန်တော်အနေနဲ့ပွေးပြီးတုံးတဲ့ချက်ကိုပါတင်ဆက်ပေးဖို့ရှိတဲ့အတွက်ညီကိုတို့စောင့်မျှော်ကြပါဦးမြေမကောင်းတဲ့ကြားတွေကနေဗီဒီယိုတင်ဆက်တာဖြစ်တဲ့အတွက်အသင်နဲ့အသင်သားတွေမကောင်းတာချီးကျူးရင်လေညီကိုတို့ခွင့်လင်းနားလေပေးပါအားလုံးကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာနဲ့အယယအစီအပြေပျော်ရှင်နိုင်ပြီးတော့ဒီကောင်းကျမ်းမာစားပါစေကြောင်းဆုတောင်းပေးနေတယ် ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲโอเคပါ